ဒီကနေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကိုပုံမှန်ကြေညာထားတဲ့အစည်းအဝေးကြေညာခြင်းထက်တနအိနောက်ကျပြီးတော့နေ့မွန်းလွဲ2နာရီမှသာစတင်ပြီးကျင်းပနိုင်ပါတယ်။ဒီနေ့အစည်းအဝေးမှာဆိုရင်နိုင်ငံတော်သမ္မတအရေးချင်းစစ်ဖွဲ့ကနေမှပြည်သူ့လွှတ်တော်မျိုးသားလွှတ်တော်နဲ့တပ်မတော်သားအစုဖွဲ့ကတင်သွင်းထားတဲ့သမ္မတလောင်းဒုတိယသမ္မတလောင်း၃ယောက်ရဲ့အမိဆင်းကိုတင်သွင်းပြီးအတည်ပြုရမယ့်နေ့ဖြစ်ပါတယ်။သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်အစုဖွဲ့က၃ဖွဲ့ကဥပဒေနိဥပဒေနဲ့ညီရွေးချယ်တင်ပြထားတဲ့ဒုတိယသမ္မတ၃ဟာနိုင်ငံတော် တရမရအတွက်သတ်မှတ်ထားတဲ့အရေးချင်းများနဲ့ပြည်စုံကြောင်းအထက်ပါစစ်စေးရေးအဖွဲ့ဝင်များစုက ထောက်ခံတင်ပြထားပါတယ်စစ်စေးရေးအဖွဲ့ဝင်တူကတော့အချို့သောတရမအလောင်းဆိုင်ရာ အချက်လက်ချို့ကိုပြန်လည်စစ်စစ်တဲ့ကြောင်းဆွေးနွေးချက်ကိုလည်းစစ်စေးရေးအဖွဲ့အစည်းအဝေးမှာ မှတ်တမ်းတင်ထားပြီးဆက်လက်ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ပါတယ်တာလူတော်ကအတီးပြုရွေးချယ်ထားတဲ့ဒုတိယသမရလောင်းဦးဟင်းနီပန်ထရီယူကိုတော့ နိုင်ငံတော်သမ္မတအရေးချင်းစီစီရေးအဖွဲ့မှပါဝင်တဲ့တက်မတော်သားကိုစလေတူဦးကပြည်ပမှာ6နှစ်နေထိုင်ခဲ့တာနဲ့ပတ်သက်ပြီးတော့ထောက်ပြထားပြီးဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာတင်ပြဆွေးနွေးဆက်လက်ဆွေးနွေးတင်တယ်လို့တင်ပြထားပါတယ်။ဒါပေမဲ့နိုင်ငံတော်သမ္မတအရေးချင်းစီစီရေးအဖွဲ့မှအများစုရဲ့သဘောထားအရဦးဟင်နီပန်ထရီယူကိုဒုတိယသမ္မတလောင်းအဖြစ်အတည်ပြုရွေးချယ်လိုက်ပြီးတော့တက်မတော်သားကိုစလေတူဦးရဲ့ထောက်ပြချက်ကိုတော့လွှတ်တော်မှာမှတ်တမ်းတင်ထားရှိလိုက်ပါတယ်။ ဒီဥဟင်ရီပန်တီကိုကြတော့ကျွန်တော်တပ်မတော်ကကိုယ်စားလှယ်ဖက်ခကန့်ကွက်ထားတာရှိတာပေါ့ဒီကန့်ကွက်တဲ့အကြောင်းကလည်းကျွန်တော်တို့သူကနိုင်ငံခြားမှာ6နှစ်လောက်တွန်းနေခဲ့တဲ့ဆိုတဲ့အကြောင်းပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီ96ဆက်လုံးတွေနဲ့လည်းညီနိုင်နိုင်တယ်ဆိုတဲ့ကိစ္စရယ်ခုံယုံတင်ပြီးစစ်စစ်တင်ပါတယ်ဆိုတဲ့ကိစ္စထောက်ပြတာပေါ့လေဒီပေါ်မှာထောက်ပြတယ်ဒါဆွနေချက်တွေပေါ့ဆွနေချက်ထောက်ပြချက်တွေပေါ့အဲ့တော့ကိုစစ်စစ်အဖွဲ့တွေခုနှစ်ယောက်စလုံးကပြန်ပြီးတော့ဒီစီဝေးထားပြီးတော့6ယောက်ကသဘောတူပြီးတော့ pass ပေးလိုက်တဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်ဒီတမ်ဒေါ်တာရဲ့ဆွေးနွေးချက်ကိုလည်းမှတ်တမ်းအနေနဲ့ထပ်ထားရှိမယ်ဆိုတဲ့အကြောင်းခုနကနာကပြောကြတာကြားပြရပါတယ်အဲကျွန်တော်တို့အနေနဲ့ကတော့ဒါကဒီတမ္ဒတ်တူတမ္ဒတ်တွေဆစ်စစ်တဲ့အဖွဲ့ရဲ့ဆွေးနွေးချက်အတိုင်းပဲကျွန်တော်လက်ခံတော့မှာဖြစ်ပါတယ် ဆက်ဖွဲ့စည်းပုံအခြေခံဥပဒေခေါင်းဆောင်ဆက်ပြီးပြင်လို့ရတာရှိသေးလားမရှိပါဘူးအဲ့ဒါတော့မရှိပါဘူးမရှိပါဘူးဒါဆိုပြီးသွားပြီပြီးသွားပါပြီရှိပါဘူးတော့တမတော်ဘက်ကဒီကန်နိုင်ငံသားနေထိုင်တာကန်ကွက်တာတွေပဲကိစ္စအရောမရှိပါဘူးဒါသူပရိုစီဂျာတိုင်းဆက်သွားမှာပါပုံမှန်တိုင်းမှဆက်သွားမှာနော်အဖေကျွန်တော်ကြိုအဖေကိုကြိုသုံးအောင်ရှိပါတယ်ကိုကြိုသုံးအောင်ရှိတယ်ကျွန်တော်ကျွန်တော်ပြေပြီးသွားပြီဟုတ်ကဲ့တခွန်းလောက်လေးပါရှင်ဟုတ်ကဲ့ကိုကြိုကိုကြိုပြပါဦးပြောစမ်းမရှိပါဘူးဆက်လို့ဆက်လို့လည်းစိတ်ဝင်စားမရှိပါဘူးပြောပါဦးပြောပါဦးပြောပါဦးဟုတ်ကဲ့ဟုတ်ကဲ့ တကွလောက်ပါဘူးနေဖက်ဆက်လက်ကျင်းပမယ်ပြည်တော်စုလွှတ်တော်မှာဆိုရင်ဒီကနေ့ပြည်တော်စုလွှတ်တော်ကအတူပြီးရွေးချယ်ထားတဲ့ဒုတိယသမ္မတလောင်း3ဦးဖြစ်တဲ့ဦးထင်ကျော်ဦးဟင်နီပန်ထရီယုံနဲ့ဦးမြင့်ဆွေတို့ကိုပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်တွေကမဲခွဲဆုံးဖြတ်ပြီးတော့မဲအများဆုံးရတဲ့သူကနိုင်ငံတော်သမ္မတဒုတိယမဲအများဆုံးရတဲ့သူကဒုတိယသမ္မတ1မဲအနည်းဆုံးရတဲ့သူကဒုတိယသမ္မတ2အနေနဲ့အတူပြီးပြီးတော့မနေ့ပြန်ပြည်တော်စုလွှတ်တော်မှာရွေးချယ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။